ခြောက်ပွဲစတိုက်အနိုင်ဘေးကိုမရှိသွင်းကိုစနကိုနဲ့အော်တိုဘာကိုအပြုံးနဲ့နှုတ်ဆက်နိုင်ခဲ့တဲ့အာစနီပရိသမအလုံးမဲ့မင်္ဂလာဝါများအာစနီလီဂျန်ဟပ်ကနေတင်ဆက်နေပါတယ်အော်တိုဘာလာတွင်မှာအာစနီတင်းကပွဲစဉ်၆ပွဲစလုံးကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ဂိုးပေးရမှုလုံးဝမရှိခဲ့တဲ့ထူးခြားတဲ့ရလဒ်တစ်ခုဖန်တီးခဲ့ပါတယ်ဒီပွဲစဉ်မှာတော့အာစနီကဂိုးစနကိုသိမ်းယူခဲ့ပြီးပွဲတိုင်းအနိုင်ရယူခဲ့တဲ့ဇွမ်းဆောင်ကြီးကအသင်းအတွက်မှတ်တမ်းတစ်တခုရေးထိုးခဲ့ပါတယ်အရီတာလက်ထက်မှာအာစနီဟာမနစ်ကထက်ပုံမတည်ငြိမ်ပြီးခန်းစစ်ပိုင်းခိုင်မာတဲ့အသင်းဖြစ်ပြောင်းလဲလာနေတာသိတာနေပါတယ် ဒီသားလေးမှာကစားခဲ့တဲ့နိုင်ပွဲတွေမှာတော့အာဆင်နယ်ကအိုလံပီယာကော့စ်ကို2-0နဲ့အနိုင်ဝက်ဆန်ကို2-0နဲ့အနိုင်ဖူအန်ကို1-0နဲ့အနိုင်တီကိုကို4-0နဲ့အနိုင်ဘဲလစ်ကို1-0နဲ့အနိုင်အခုဘရိုက်တန်ကို2-0နဲ့အနိုင်ဆိုပြီးတော့ဘေးကိုမရှိနိုင်ပွဲတွေဇက်တိုက်ရယူထားနိုင်တာတွေ့ရပါတယ်။အာဆင်နယ်လက်ရှိစွမ်းဆောင်ကြီးကဖလားလုံးအနည်းဆုံးရယူနိုင်မှုခွင့်လန်းနေအများကြီးရှိနေတာတွေ့ရပါတယ်။ပရီးမီးယားလိဖလာဟာအာဆင်နယ်အတွက်အဓိကရည်မှန်းချက်ဖြစ်ပြီးလက်ရှိခြေစွမ်းကောင်းတွေကိုသာဆက်ထိန်းထားနိုင်မယ်ဆိုရင်အမပီဖလာရဖို့ဆိုတာက80ရာခိုင်နှုန်းလောက်ထိရှိတယ်လို့မြင်မိပါတယ် ရာသီတစ်လျှောက်မှာတည်ငြိမ်မှုထိန်းထားနိုင်မှုကစားမရရဲ့တရားကင်းရှင်းမှုနဲ့ပြပြတင်းတဲ့စိန်ခေါ်မှုဖျက်ကျော်နိုင်ဖို့လိုအပ်ပါရီချန်ပီယံလိဖလာအတွက်အခွင့်အလမ်းကတော့90ရာခိုင်နှုန်းလောက်ပဲထားထားခြင်းပါရီကျွန်တော်ဒီကအမှန်ထားတာကတော့ပရီးမီးယားလိဖလာပဲဖြစ်ကြောင်းပါခင်ဗျာ